မြန်မာနိုင်ငံတဝမ်းမှာစစ်ကောင်စီရဲ့အခြေစိုက်တပ်စခန်းပေါင်း184ခုတက်မနေကိုတော်လန်ရေးအင်အားစုတွေကသိမ်းပိုက်ထားပြီးစစ်ကောင်စီလက်လွတ်လိုက်ရတဲ့စခန်းအများစုဟာရခိုင်ပြည်နယ်ရှမ်းပြည်ကဖြစ်တယ်လို့ ISP မြန်မာကမတ်လ6ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ရခိုင်နယ်ရှမ်းပြည်မှာတိုင်းစစ်ဌာနချုပ်နှစ်ခုအပါအဝင်အခြေစိုက်တပ်စခန်းပေါင်း140ခုထက်မနည်းကိုစစ်ကောင်စီကလက်လွတ်ဆုံးရှုံးခဲ့ရတာပါ။ မပခနေမြေအတွင်းစစ်ကောင်စီရဲ့အခြေစိုက်တရင်132ခုအနက်25ခုကိုတော်လှန်ရေးအင်အားစုတွေကသိမ်းပိုက်ထားပြီးနမခနေမြေအတွင်းကအခြေစိုက်တရင်80အနက်5ခုကိုတော်လှန်ရေးအင်အားစုတွေကသိမ်းယူထားတာဖြစ်ပါတယ်။ဒါအပြင်ရမခနေမြေအတွင်းအခြေစိုက်ထားတဲ့တရင်83ခုအနက်85ခုကိုသိမ်းပိုက်ထားသလိုရပခနေမြေအတွင်းအခြေစိုက်ထားတဲ့တရင်126ခုအနက်10ခုတို့ကိုလည်း တော်လည်းအင်အားစုတွေကတင်ပိုက်ထားပြီးဖြစ်တယ်လို့ ISP မြန်မာကဖော်ပြထားပါတယ်။လက်ရှိစီးရင်ဟာ2021ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့အထိကောက်ယူထားတာဖြစ်ပြီးစစ်ကောင်စီလက်လွတ်လိုက်ရတဲ့အမိပေးကွက်ကွင်းမှုဌာနချုပ်တွေတိုက်ခိုက်ရေးတပ်ရင်းတွေလက်ယုံတပ်တွေနဲ့လက်ယုံအကူတပ်တွေရဲ့အထိုင်းချအခြေစခန်းတွေကိုသာဖော်ပြထားတာဖြစ်တယ်လို့ ISP မြန်မာကဆိုပါတယ်။